ကြောက်ရတော့ကြောက်တော့ဆရာတော်တန်ခါတော်မြတ်မြတ်ကဘုရားကအာလုံးကျင်းလူင်းပန်းလို့ဘူးကြပါစေလို့ဥစ္စာမေတ္တာပို့ပါတယ်ဘုရားဆရာတော်ဘုရားကြီးရေးထားတဲ့အပြာတစ်ပုဒ်ကိုတိတယောက်ချမ်းသာရောက်ဖို့ခုလောက်ကျူးကုတ်အံထုံဘူးဗုဒ္ဓမြတ်စွာသာသနာ၏ရှေ့ခါဘုဘလက်ထဲကလည်း ယတိတကိုထံမျိုးအာတုမံတဲ့ငါဆောင်ရွက်တည်အာတုမံတဲ့တို့ဆောင်ရွက်တည်ဆက်လက်တည်တံ့ပါစီတော်မဟာကန္တာယောဆရာတော်ဘုရားကြီးရဲ့လက်ရကပြားဖြစ်ဒီကပြားရဲ့အခြေခံလာတာကတော့ဒုဋ္ဌကမဏိမင်းကြီးပြိဋ္ဌိင်္ဂတိဟုဒုဋ္ဌကမဏိမင်းကြီး ကြေးကလာနဲ့တိုက်ပွဲဆင်နွှဲတဲ့အတိရာအောင်ပွဲခံနိုင်ဖို့အတွက်ကြွေးကြော်တတ်မူလပထမပါဠိလူရှိတာကိုမြန်မာကပြာနဲ့ခုနဆရာတော်ယူတဲ့အတိုင်းအာဟာကန္တယုဆရာတော်ဘုရားကရည်ထားတာကိုတီးတယောက်ချမ်းသာရောက်ဖို့ခုလောက်ကျုပ်ကောင်းအောင်ထုတ်ဘူးတဦးတယောက်အတွက် ဒီလောက်အလုပ်မလုပ်ပါဘူးအခုတရအတွက်ဆိုလိုတာကတော့မင်းစည်းစိမ်အတွက်ကိုကျိုးအတွက်ဒီလောက်အပင်ပန်းခံပြီးတော့အလုပ်မလုပ်ပါဘူးတဲ့ကိုတိတယောက်ချမ်းသာရောက်ဖို့ခုလောက်ကြိုးကုန်အမထုတ်ဘူးတဲ့ဒါဖြစ်ပါဘလို့အထုတ်လဲဆိုတော့ဗုဒ္ဓမြတ်စွာသာသနာ၏ရှေ့ခါဘူပလက်ထက်ကမြယတိတကိုထမှုဘူအာကျုံမှန်တဲ့နာဆောင်ရွက်သည် တို့ဆံရွက်သည်ဆက်လက်တည်တံ့ပါစီတော်ဒါရှိရှိကသူတော်ကောင်းထောက်ဖို့နှလုံးဦးပြီးတော့ပညာရှိပညာရှိတိုင်းကနေပြီးတော့သာသနာပြုလာခဲ့တဲ့ထုံတံအရာအခုတပီတော်တို့လက်ထက်ထိအဲ့ဒီလိုစိတ်ကြကိုဝေးပြီးတော့သာသနာပြုနေကြရတာဖြစ်ပါလေတပီတော်ကဲတပီတော်တို့အခါနဲ့လည်းကျုပ်လာတဲ့အကဲခဲ အခုပြင်းပြင်းနဲ့လောက်ဆညာကုစားပြုတာမဏိကျော်စာမေးပွဲတကယ်တရားအောင်ကြီးကတော့ကော့ပါနဲ့ကြေးပါအချမ်းသာရဆရာတော်ဖရာရင်တာတနာပြုနေပြီဒုက္ခဒုက္ခနိုင်ငံရဲ့အခြေအနေကြောင့်အကြောင်းကြောင့်တောင်ကလေးမှလည်းကျင်းပခဲ့ရတယ် ခြေနေကြအခုဒီနေ့ကတော့ကောဝါလက်မှာမကျပါကြည့်ခဲ့ရင်ဟာမျိုးမဲပေါင်းကြောက်တိုက်မှာအကျိုးလျာထားချက်အပြင်နဲ့တမ်းမှထားပါပဲအရာမဲပေါင်းဆရာတော့လည်းဘလို့သဘောရှိလဲဆိုတာလဲမကြခင်ရှောက်တော့မှာပေါ့အဲ့ဒီနေရာပြောချင်တာကတော့အခုလာမယ့် တလနလသုံးလအကျော်မှာဟိုကိဉ္စင်နေရဲ့အခြေအနေကော့ပါလေအခြေအနေအစင်ကြည်လားမကြည်လားမဲစမိတ်ဆရာတော်ဝယ်နေနေလက်တူရမယ်ကိုပါချိနိုင်တော့ဆရာတော်ကသူ့ကြောင်းမှာပဲလှုပ်ချင်တာပေါ့အခြေအနေကြောင့်တနေပြီးတနေ အဲ့ဒီရှေ့ရပြောင်းလာတာလည်းနေတဲ့ကိစ္စမဟုတ်ဘူးအိမ်မက်နေအဲဒါမဲ့ဒီစာမေးပွဲကတော့ဖြစ်အောင်လုပ်မယ်ပေါ်ပါလဲကြုံလို့မဖြစ်လဲပဲဖန်ထုတ်နေကတန်တရာရတော့ဖြစ်အောင်ကိုလုပ်မှလုပ်မှလဲသိချာတော့လုပ်လာတဲ့အစဉ်အလာလည်းရှိတယ်ဆိုတော့ယုံကြည်ပြီးသားမဲပေါင်းဆိုတဲ့ကျောင်းတိုက်ကြီးကလည်းပဲတပည့်တော်တို့ဝိုင်းပုံပြီးတော့စိတ်ယုံတိဆောက်ခဲ့တာအဆင်ပြေပါတယ် ဟိုဆက်ကမင်းဆရာတော်လည်းအခုလက်ရှိအေးချမ်းသာရဆရာတော်တို့လည်းသူတို့ညီလိုကိုလိုနေခဲ့တဲ့ပုံစံတွေဆိုတော့အကျွမ်းဝင်ပြီးသားဒီလောက်ကြီးအစိမ့်မပြေစရာမရှိဘူးစိတ်ပြေပြီးသားအကယ်၍မဲပေါ်မှာကျင်းပါဖြစ်ရင်တော့နီးစရာတပည့်တော်တို့မြုပ်ကြောင်းတွေလည်းတန်လာလိုက်နဲ့ခံပြီးတော့တောင်းယူပြီးတော့ကျွေးမွေးကြီးတွေပဲဒီအဲ့ဒီတော့ အခြေအနေရတဏျာပြီးတဏျာပြောင်းရတော့လည်းပဲတကယ်အောင်ကြီးကတော့ကောဝါလင်းပါပဲလို့အဲ့ဒါတော့ဒီစာမွေးပွဲကိုတည်တောင်းခဲ့တဲ့ဆရာတော်ဘုရားကြီးကအသက်နဲ့ခန္ဓာတရှိနေသမျှသူစန္ဒာတော့သူဌာနပဲအဲဆရာတော်မြင်းမောက်မှလည်းပဲ အစင်လာမပြည့်သို့တော်တဏှိအောင်ပြည့်ပါဘူးတကယ်ဆိုဇံမွေးပွဲရစက်တဏှိရှိပါပါအခုကတော့10ကျင်းရောက်ဘယ်နှကျင်းရောက်လဲ10ကျင်းရောက်ပါ10ကျင်းရောက်ဟိုအပြည့်မခံတော့ဘူးနော်အပြည့်မခံတော့ဘူးလောက်တော့မယ်အေးဟိုအသက်အရွယ်နဲ့ကြီးလာတဲ့အလျောက်အထောက်ပံ့ပြီလေဝိုင်းဝန်းပူညီတဲ့ဒေါက်တာပညာတို့အပါအဝင်နဲ့အပြည့်ပူညီနေတယ်လည်းများလဲဆိုတော့ဇံမွေးပွဲရလည်းအမှန်တမ်းပဲ အားရစရာကောင်းပါတယ်။တမဏိကျော်ကင်းကြီးနေမှာဟိုလာရောက်ကျော်ချီကြတဲ့ပုံကိုဒီလဲအများကြီးကြည်ညိုရတာကြည်ညိုပွင့်ရတာဝန်တာပါပဲ။အဲ့ဒီတော့ခုနစိတ်ထားစိတ်ထားကလေးပေါ့လေသူတော်ကောင်းထုတ်ဖို့နှလုံးပြီးတော့ဒုက္ခကမဏိကြီးကြီးကြီးကလာနဲ့တိုက်ပွဲဆင်နေတဲ့နေရာမှာ ကျွေးကြော်တန်အနေနဲ့ကာထာလေးယူယူပြီးတော့ကပြာလေးယူယူပြီးတော့အာသိတယ်လို့ပဲယနေ့ကြောက်ရောက်လာကြတဲ့တဏ္ဍပိဋ္ဌပိဋ္ဌအာလောကလည်းပဲစိတ်အတိတ်ခံနဲ့အကြံလေးအောင်ကြရအောင်ဒီပြတော့လည်းအကြံပြုပါတယ်မဲပေါင်းဆိုလဲသဘောတူတယ် ဆင်ပြေမယ်ဆိုရင်တော့ကော့ဝါလေးရတော့အောင်ဆုံးတော့ကော့ဝါလေးရတော့အခုချစ်တီရတော့နားလေပြေးလာဦးမဲပေါင်လည်းပဲတစ်ကြိမ်တစ်ခါမြို့တော်ထဲမှာဆိုတော့တပွဲလောက်တော့တပွဲတော်ကဘိုးတော်ဆောင်တာရှိသေးတယ်အဲ့ဒါမှလည်းကိန်းကြီးနေကတမန်ရီကျော်စာမေးပွဲဆိုတာမြို့သူမြို့သားတွေလည်းပို့ပြီးတော့သိရမှာပေါ့ဒါလည်းအခွင့်အရေးတစ်ခုလို့မှတ်ပြီပါကိုတိတယောက်ချမ်းသာရဖို့ခုလောက်ကြိုးကုပ်အမှန်တော်ကို ုဒ္ဓမြတ်စွာသာသနာ့ရရှိခါဘုဘလက်ထက်ကလည်းယတိတကိုထာမညုတို့အာတုမံတဲ့ငါဆောင်ရွက်သည်အာတုမံတဲ့တို့ဆောင်ရွက်သည်ဆက်လက်တည်တံပါစီသောဗုဒ္ဓသာသနာစိရံဒိဋ္ဌတုပါဖျာ